အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမောင်ချင်းရေးသားတဲ့ရုံးထွက်ရန်ခက်ခဲပါပြီလို့အမိရတဲ့ယတဝိထုတို့လေးကိုကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာရုံးထွက်ရန်ခက်ခဲပါပြီညနေဆောင်းဝင်ဖြစ်၍ဝင်းလူဆဲဆဲနေအောင်ကြီးသည် မြေပြင်ကိုရိုက်ခတ်ပြီးတင်းမောပေါ်သို့ရောင်ပြန်ဟက်လျက်ရှိသည်ခဝဲဝဲစီ၌ပင်လယ်ကူးကုန်တင်တင်းမောကြီးများသည် ရေလဲတွင်ကြောက်ချထားသောတန်ဘောဝိုင်းကြီးများတွင်ကျိုးတက်လန့်နှင့်ရနာလျက်ရှိသည်တင်းငယ်လာသောအမိနှခွနှင့်ဆက်တက်တံမှန်ကလေးများသည်ဟိုဘကံမှသည်ဒီဘကံဒီဘကံမှသည်ဟိုဘကံသို့ခောက်တုံလူလာဇင်ရောငှက်ကလေးများပမာကူးခတ်သွားလာနေကြသည်တင်းမောပေါ်တွင်တော့ခရီးသည်များစူညံစွာလှုပ်ရှားသွားလာပြောဆိုနေကြသည် နှစ်ထပ်သင်းမောဤအပေါ်ထက်တွင်နေရာယူထားသည်မူလေကတပြူပြူနှင့်နေ၍ကောင်းပြီရန်ကုန်ဖျားဘူးအဖွဲ့သည်သင်းမောပယ်ပိုင်းဘက်တွင် နေရာယူထားပြီး ဖိုးနီတို့မိသားစုဘေးတွင် ကိုညိုတို့မိသားစုနှင့် ရွှေဖောင်တို့မိသားစုရှိသည်သူတို့နှင့်မျက်နှာချင်းဆိုင်တွင်မူကိုတင်အောင်မခွေးကြီးနှင့်စိန်ကလာတို့မိသားစုနေရာယူထားကြသည်ရွာဦးเจ้าဆရာတော်ဦးကေတရာကတော့ ပတ်ဝန်းကျင်စူညာနေမှုကိုဂရုမထားပတ်လက်ကလေးထိုင်ပေါ်တွင် မျက်စိမှိတ်ကဗတိတကြောက်ကြောက်စိတ်လျက်ရှိသည်ဆရာတော်ကြီးဤဘေးပတ်ပတ်လည်းကလေးထိုင်တွင်မှာတော့ဥတော်ကျော်သည်မြေပြင်တွင်လူလာဆန်ခတ်သွာလာနေကြသောတင်မောတွေကို၎င်းတင်မောပေါ်မှာပြည့်ကျွေးလိုက်သော မုတ်အစာအနကလေးများကို ရေပေါ်မကြမီကျင်လေစာထိုးတုပ်စားနေသောပျော်မြူးနေကြသည့်ဇင်ရော်တအုပ်ကို၎င်းစိတ်ဝင်စားစွာဖြင့်ငေးလျက်ရှိပါ၏ အဖြူဆုဆုများအယောင်တွင်အနက်ရည်များပါသောဇင်ရောများကလူကိုမကြောက်လဝါပေါ်ဖြန့်တင်ထားသောပေါမုတ်စာကလေးများကိုပင်ဝင်ရောက်ထိုးတုပ်စားကတကြီးကြီးတကယ်ကယ်အော်တန်ပေးလျက်ရှိ၏နေအောင်ကြီးကြောင့်နောက်ကြည့်သော မြေရည်ပြင်သည်ရွှေရောင်တန်းနေသည်ဟုထင်ရသည်ယခုကဲ့သို့ရန်ကုန်သို့ဖျားဘူးလာကြသောဇောကနိရွာသားများ၏အပြန်ခရီးတွင တစုတဝေးတဲ့နေရာရအောင်ကြိုတင်လက်မှတ်ယူပေးသည့်ငားတိုင်တထေးလင်မယားကိုဦးတော်ကျော်တို့တရွာလုံးကကျေးဇူးတင်လျက်ရှိကြပါ၏ဝါခဲမားနှင့်ရန်ကုန်မိုင်းတရာကျော်သာဝေး၍တညာအိတ်တင်မောစီးလျင် ရောက်နိုင်ပေသည်သူတို့အရောက်အပေါက်မရှိကြပေရခင်ကရန်ကုန်မရောက်ဘူးပဲတေသွားရသူများရွှေတော်ဘုရားကြီးကိုဖူးကျင်ဆန်းပါပြီဟုတတ်တရင် မျက်စိမှိတ်သွားရသူများသူတို့ရွာတွင် ရှိခဲ့ဘူးပါဤ ယခုတော့မူရန်ကုန်ကိုအတော်အတန်အရောက်အပေါက်များလာခဲ့ကြရှိပြီဟိုတုန်းကတော့ရန်ကုန်ဆိုတာဟုအစချီ၍ရောက်ဖူးသူများက ပြောလာသောစကားများတွင်ရဲခြင်းတရားတွားလာခြင်းတရားကြည်ခြင်းတရားရောက်ခြင်းတရားဖူးခြင်းတရားဖျားတွေများလာပြီမဲ့ကြောက်စရာတွေကလည်းများလာပါပြီသူတို့ယွာသားတွေသည်သူတို့မွေးရမြေကိုရှိခင်ကြသူများဖြစ်၏ တန်ရောဆိုရင်တွေ့ကြသူများဖြစ်သူတို့ဘာသာသူတို့ရိုးရိုးတသားရှားဝေစားတော့ကအေးအေးချမ်းချမ်းနေလိုကြသူများသာဖြစ်ကြပါ၏ရန်ကုန်မှာလူကွဲသွားရင်ပြန်ရှာရတာမလွယ်ဘူးနော်ဟုပြောထားတဲ့ဖြင့်လမ်းသွားလိုက်ရင်တယောက်နဲ့တယောက်လက်ချင်းတွဲကသွားကြ၏လမ်းပြတ်ကူးလိုက်ရင်တော့တယောက်ခါကိုတယောက်ဆွဲ၍ရွှေစင်ညိုကစားသလိုကူးကြ၏ကပိုင်း၌တွေပေါ်တဲ့ဟု ကြားဘူးထားတဲ့ဖြင့် ပါလာသမျှပတ်စံကလေးတွေကို အတွင်းကန်အင်းကြီးအိတ်ထဲထဲကတိုက်ကြိတ်ကြီးဖြင့်နှစ်ထပ်လောက် တွေ့ပိတ်ထားကြပြန်၏ကိုနဲ့မတိတူကိုအယောမဝင်နဲ့ဇကရောဖော်ရောနဲ့လိန်သွားတတ်တယ်လို့ဆိုပြန်တဲ့ဖြင့်ခတ်တီတီနဲ့နေက မေးလျင်ပြောချင်းမှပြောကတဖက်လှဲ့နေတတ်ကြ၏ရန်ကုန်တွင်မူသူတို့ရွာသားတစုသည်ဗျိုင်းပြူများကြားတွင် နားနေမိသောကြီးမဲများကဲ့သို့အသွင်မတူဖြစ်နေကြတော့၏ တလိဆိုင်ယုံရောက်တော့လေအဖေအမေရေမြန်မြန်လာပါဗျဟိုမှာကြားကြီးဟိုရွေးတမျိုးဟာဆင်ကြီးတွေပြို့မနေမနောကြီးတွေပါလားဟုတက်တွေစူးစူးညံညံတအန်တော်ပြောဆိုအော်ဟစ်ကြလေရင်ဘေးလူများကဝိုင်းကြည့်လျက်လှောင်ပြောင်ရေမောတက်ကြဤတောသားတွေပါလားဟုအထင်သေးသည့်အကြည့်နှင့်ကြည်တာလဲခံရသေးဤ ထို့ကဲ့သို့ရန်ကုန်လက်ပတ်ချင်း9ရက်ခရီးကိုဥဆောင်ဥရကမ္ဘာကထပြုသူခရီးစရိတ်ခံကခေါ်လာကြသူများကတော့ဝါခဲမသားငားတိုင်းပိုင်ရှင်လည်းမရနိရွာဦးเจ้าဆရာတော်ဥကေတရပင်ဖြစ်ပါတော်၏သူတို့တတွေဘဲသောအခါမှ ရောက်မည်ဟုမခံမနိုင်တော့မြို့ရွှေရန်ကုန်သို့ရောက်ခဲ့ရပြီဖျားဆောင်ကိုလည်းဖူးခဲ့ဘူးပြီတလိမ့်ဆန်ယုံနှင့်တဘာဝတမိုင်းပြတိုက်ကိုလည်းလေ့လာကြည့်ရှုခဲ့ပြီးပြီ ဦးတော်ကျော်တို့ရွာသားတစုကတော့ဂုံယူကျင်းတ်စွာဖြင့်တင်းမောပေါ်မှာလက်ပံမင်းဇရက်ကြတဲ့ကဲ့သို့စူညံစွာပြောဆိုရင်မောလျက်ရှိကြ၏မကြမီတင်းမောကြီးရန်ကုန်စိတ်ကမ်းမှထွက်ခွာတော်မီအဘေးထမင်းစားရအောင်ပြုဖိုးနေ၏အတန်ကြောင့်ဦးတော်ကျော်တယောက်မှာမြေပြင်ကိုငေးရင်တွေးနေရမှထလာခဲ့၏90တန်းချိုင်းကြီးများဖြင့်ထက်လာခဲ့သောထမင်းများငကူငပိကောင်ကျော်များ ငါတလောက်အကွင်းလိုက်ကြော်များသည်ထမင်းမြိန်စေရာကောင်းလာပါ၏ဟေးဆရာတော်ကိုလည်းအေးအေးကတ်ကြအောင်လေဟာဦးတော်ကျော်ကပြော၍အေးပလင်းဝယ်၍ကတ်ရသည်မအေးညွန့်မအေးညွန့်ရဲ့ငါခုငပိကောင်ကတော့ထမင်းဝိုင်းမှာဇက်လိုက်ပါပဲလားဟိုဦးတော်ကျော်ကရှင်မောရင်တဖတ်နှာ၏ဟုတ်ပါအဘရဲ့ကျွန်တော်တို့လည်းအိမ်မှာထည့်ကြည့်ရတာပဲဒါပေမဲ့ အေးအေးညွန့်ထဲတဲ့ငပိကောင်လောက်နူးနူးနဲ့နဲ့လည်းမရှိဘူးစားလို့လည်းမကောင်းဘူးဗျကိုတင်အောင်ကထောက်ခံသည်မကျင်ငွေကငတလောက်အကွင်းလိုက်ကြော်များကိုတယောက်တကွင်းကြစီဝေပေးရင်လက်ကျန်ငတလောက်ဥကြော်အားဥတော်ကြော်ပကံထဲသို့ထည့်ပေးသည်စားပါကွယ်အဖကငကုငပိကောင်နဲ့နဲ့ကတင်းတွေ့နေတာပါဘီဟုပြောကငရုတ်သီးဆက်တဲ့ပြင်ရေနွေးချမ်းတစ်ခွက်ငှဲ့ကတောက်၏ တခါတခါတော့လည်းအလောက်ကိစ္စတွေမေ့ထားပြီးအခုလိုခရီးထွက်ရတာပျော်တော်လိုပျော်တော်လိုတော့ရှိသားနော်အဖကိုညိုကပြောသည်အေးကွာဒါကြောင့်လဲငါတို့ကိုဇရေစကအကုန်ကြခံပြီးရန်ကုန်ဖျားဘူးပို့ပေးတယ်ငါးတိုင်ပိုင်ရှင်တွေကိုကျေးဇူးတင်တယ်ကွာဖျားဆောင်အောင်လိုက်ပို့ပေးတယ်ပြီးတော့ရှင်းပြပေးတယ်ငါတို့ရဲ့ဆရာတော်ကိုလည်းစိတ်ထဲကနေရှ िख ိုးပူဇော်မိတယ်ကွာသူတို့ကျေးဇူးကြောင့်နေတော့သူတို့ကျေးဇူးတွေကြောင့်သာငါတို့အခုလို့ ်ရောက်လာခဲ့ရတာမဟုတ်လားနို့မို့ဆိုရင်တော့မလွယ်ဘူးဟေ့ရှေတကုံဖျားကြီးကိုထိုင်ပူပြီးရင်ထဲမှာအေးချလိုက်တာအဖယာပြန်တော့မပြန်ချင်ဘူးချွေပေါင်ကတန်းတန်းတတပြော၏ဖျားရိတ်တရားရိတ်ဆိုတာအင်မတန်အေးချမ်းတယ်လို့ပြောကြတာမှန်တယ်ဟေ့ငါတို့မှာတနေ့တနေ့ငါးချာဖားချာပဇွန်ဖန်းနဲ့တို့တတွေရဲ့စိတ်ထဲမှာလောဘတွေဒေါသတွေနဲ့ထုံမွန်းနေတာဆိုတော့ပူလောင်နေရတာပေါ့ကွာ။ ငါအမရပါမလားဘဇုံအမရပါမလားဆိုတဲ့အကုသိုလ်စိတ်တွေကစောပြီးတနေပြီးတနေကုံလုံးနေပြီဖះမေတရားမေထားကြသလို ဖြစ်နေရတာဝမ်းနေစရာတိတ်ကောင်းတယ်လို့စောစောကဆရာတော်ဟောတဲ့တရားငါးနာတဲ့ကထွက်ကုန်မထွက်သေးပါဘူးကွာဝမ်းမတနေနဲ့ဥတော်ကျော်ကပြောသည်တနေ့တစ်ခေါက်လောက်ရွှေတကုံဖះကြီးဖူးခွင့်ရရင်တေးပြောပါပြီဗျာဟုတ်ကိုညိုက တန်းတားလေရင် မင်းကလည်းကွာဒီလောက်အလှမ်းဝေးတဲ့ရွှေတော်ကုံဖျားကိုထားပါဦးကို့အနာမှာနေရှိနေတဲ့ရွှေဘုံချိန်ဖျားတို့တော်ကဖျားကျူးနှုတ်ကိုတော့ဖျားဘူးသူ့တတ်တဲ့တနှစ်တစ်ခေါက်မရောက်ပါဘူးဖျားပွဲမှာပျော်ရအောင်သွားရင်ဥရတာမဟုတ်လားကွာဟုကိုတင်အောင်ကပြောပြန်သည်သူတို့စားတော့ပြီးတော့ထမင်းဝိုင်းကိုမိမများကတိမ့်သည်ယောက်ျားတတ်တိုက်ကတော့ရင်းနေချမ်းလက်ဖက်တုပ်တို့ဖြင့်စကားဖောင်ဖွဲ့နေသေးရှိ၏ တင်မော်ကြီးရန်ကုန်စိတ်ကန်းကထွက်ခါလာခဲ့ပြီမကြမီတွန်နေတူမြောင်းမွားတို့ဝင်တော်မီကန်းဆက်တောင်ကုန်ဘော်တွင် အနှင်းနှင့်အလားလားကတောင်တင်ဆွေးမြေ့နေသောတင်မောပြတ်တို့ကိုတွေ့ရ၏သူတို့တင်မောနောက်ကိုလိုက်ခါအစာတောင်းနေသောဇင်ရောက်ငှက်တို့ကိုပင်ကြံ့ရင့်ခဲ့ရှိပြီဒါထက်ဟေ့ကောင်တင်အောင်တဘာဝတမိုင်းပြတိုက်တဲကဝေလာငါးကြီးအယိုးစုတွေတွေ့တယ်မဟုတ်လားနဲတာကြီးမဟုတ်ဘူးကွာနော်အရှိကား ေ4960လောက်ရှိလိမ့်မကွာကိုချေဖောင်ကပြောလေအကိုချေဖောင်ကလည်းဗျာဘယ်ကမလဲဗျာအလျာ82ပေရှိတယ်ဗျာကိုလုံးတော်28ပေရှိတယ်ဘေးနားမှာစာရေးထားတယ်လေဗျာဟုတ်စိန်ကလားကဝင်ပြောဤအဲ့ဒါလောက်ကြီးတဲ့ငါးကြီးတဲ့ကောင်လောက်ရလိုက်ရင်တော့ကွာအပွားပဲဟေ့ဟုတ်ကိုတင်အောင်ကမစားရပါကမှန်ပြောဤဟေ့ကောင်တွေရဲ့ ဝနကလေးနဲ့ဖခင်အကြောင်းတရားအကြောင်းပြောနေသေးတယ်။အခုစလာပြီ။ဒီအကုသို့အလုပ်ကိုပဲစိတ်မကုံနိုင်ဘူး။ဦးတော်ကျော်ကဟောက်လျင် ကိုတင်အောင်ကဟိကနဲ့ရေလာရင်လက်ဖက်ခွက်ကိုနှိုက်သည်။နေပါဦးကိုတင်အောင်ရဲ့အိုင်းလောက်ကြီးတဲ့ငါးကိုများမင်းကဘလို့ပိုက်နဲ့ဖမ်းမတော့ကွာပြောစမ်းပါဦး။ငါခွေးကြီးကဝင်ရဲမေးလျင်တိုင်းဝန်နဲ့ခတ်ပြီးဖမ်းမကွာဟုကိုတင်အောင်က ရွဲ့ရွေ့ပြောလိုက်လေရာအားလုံးကဝိုင်းရကြတော့ဤ ဒိုင်းဝန်ဆိုဒီမှာအဝ2000ခန့်သာရှိသည်အဲ့ဒီဟာကိုတော့သူတို့အားလုံးသိထားကြသည်မဟုတ်ပါလားဒါတက်ဟေ့ကောင်သူဝနတရားဆောက်ကိုတိုင်ဆိုင်တုံးကမြေကြီးထဲမှာတွေ့ရတဲ့ကန္နဆိုးအမျက်ဆုံးကြီးကနှစ်ပေါင်း490ကြာပြီဆိုကမြေကြီးထဲမှာ92ပေနဲ့တဲ့နေရာမှာတူးလို့ရတာဆိုပဲထူးခြားနေကွာနော်ဟုတ်တယ်ကိုတင်အောင်ရ ကျွန်တော်လက်နဲ့အခောက်ကြည့်တာတောင်းတောင်းတောင်းမီနေသေးတယ်မဆွေးသေးဘူးဗျစင်ကလာကလည်းတော်တော်ဗဟုသုတနဲတကူကွာရေမြေတောတောင်တို့ရဲ့တဘာဝအရာတပြေးပြေးမြေသားတွေတိတ်ရွက်တွေဖုံမုံတွေဟာနည်းနည်းချင်းဖိုးမှန်းမသိဖိုးသိမ့်နေတာငါတို့တတိမထားမိတို့ပေါ့ကွာနှစ်ပေါင်းယာနဲ့ထောင်နဲ့ရှိပြီးကြာလာတဲ့အခါမှာတပြေးပြေးဟိုးမြေအောက်မှာနင်မှန်းမသိနှစ်ပြီးကြံရဲခဲ့တာပေါ့ကွာ ငါဖတ်ဘူးတဲ့စာထဲမှာဆိုလေဗေဒနိုးမျိုးတို့လိုမျိုးဟောင်းတွေဟာမြေကြီးထဲမှာတူးမှထွက်ပေါ်လာတာကွာတို့ရွာစာကြီးတိုင်းမှာရှိတယ်လေကွာတွားပြီးတော့ရှာဖတ်ကြည့်ပြီတော့ရှစ်တန်းအောင်ဒီရဲ့ထီကြောင်းနေခဲ့ဘူးပြီးစာတွေအလွန်ဖတ်တော့ဖိုးနေကပြောတော့အားလုံးကငြိမ်၍နားထောင်နေကြ၏အေးဟုတ်မယ်ဟေ့ငါတို့နားကမြေကြီးကိုပဲကြည့်ငါတို့ငငယ်တုန်းကကျဲလဲကျဲနတ်လဲနတ်တယ်ကွာ အခုတော့ကျင်းလေကျင်းတော်တော်လေးတိမ်နေတိမ်လာပြီမင်းလိုတဲ့အတီသားပဲဟာသူတို့အတင်းမောကြီးတီတွန်သေးသူမြောင်းကိုကြော်ဖြတ်ကမြင့်မမြေကြီးတဲ့သို့ဝင်လာပြီရေပြင်ကပို၍ကျဲကျဲပြန့်လာချေပြီအုံလိုက်အုံလိုက်ပြန်တန်းလာကြတော့အိတ်တန်းတက်စစ်စလီငှက်များသည်မြောင်းဥဒရံပြန်တန်းပြီးဗျိုင်းပြူများကတော့ရင်ပေါင်တန်း၍အုပ်ဖွဲ့ကပြန်တန်း၏သူတို့အတင်းမောကိုငုံကြည့်ကြော်ဖြတ်သွားကြသည် မြေကန်းတစ်ဖက်ကြီးတောအုပ်ခြုံတန်းကလေးများသည်လေးအဆော့တွင်ဟိုဒီနော့ကရိမ့်ကနှဲ့ကနှင့်သူတို့တင်မောကြီးကို လက်ပြနှုတ်ဆက်ရင်းဝေးကြံရစ်ခဲလေပြီလေဝှေ့တဲ့ပြင်တပြက်ပြက်ထနေသောလှမ်းကရက်တို့မင်းမှုနေသောမြေရေပြင်တွင် ပိုက်လေကလေးများဟိုတစုတေတစုပြန်ကျဲစွာဖြင့်ရှိနေတချို့သောပိုက်လေကလေးများကသူတို့လှေပိုက်ကလေးများတင်မောဝင်တိုးသွားမှဆိုတဲ့ပြင် ပိုင်လက်အစုံနေရာသို့လှော်တက်ဖြင့်ရေကိုကော့ပတ်၍အချက်ပြနေကြသည်တင်းမောကအနာကပ်ပြီးကိုယ်ကကောက်ခါချောင်း၍မောင်းသည်ဆွဲပေါ်လိုက်သော ပိုက်သားပြင်ဝဲငွေရောင်ဖွေးလက်ငတက်လောက်များဟောတကောင်ဟောတကောင်ညှိတွင်နေသည်ကိုလှမ်း၍မြင်နေကြရ၏ဟာငတက်လောက်တွေပိုက်မှာတော်တော်ထိနေပြီဟာတို့လေရွာပြန်ရောက်ရောက်ချင်းပိုက်မျောကြရအောင်ဟိအခုချိန်ဆိုတရွတ်တရွတ်တို့မြေထဲမှာ မနေ့စောစောနှင်းနေဝင်နေတော့မိလိုက်မယ်အမျိုးကွာကိုချေပေါင်ကတပြေတောက်တောက်ပြောရင်မြေပြင်ထဲမှာပိုက်သမားတွေကို အားကြကမရှင်မရဲဖြစ်ခါရေရွတ်လျက်ရှိ ဟုတ်သည်နှင်းမုံတွေတဖွဲဖွဲတတဲရဲတဲကျက်ပတ်၍ကြားသည့်အချိန်အရှိမြောက်လေကလေးတုံတုံသွေးသည့်အချိန်မြေရပြင်ကြီးတစ်ခုလုံးဟိုဘကန်ဒီဘကန်ဘဲစီရော်ရန်လှမ်း၍မမြင်နိုင်သောစင်းနှင်းရေငွေတို့ အုံရီဝင်းပိုင်းပိတ်ဆိုင်ကာစီတဲ့သည့်အချိန်ရှေလို့လျင်ရှေလက်လို့လျင်လက်အစ်ဆက်ထုံကျင်စေသည့်ယခုလိုဆောင်းရသည့်ဦးမှာတော့ရေစလာကျော်မှာလှင်ငယ်တွေတသိန်းသိန်းတငိမ့်ငိမ့်လိုက်ပါစီမျောရင်ငါတလောက်ပိုက်တမားတွေအဖို့ငွေရှင်တော်ကာလာကြီးပေသည် သူတို့တွေအားလုံးငားတွေကြီးတန်ငါတွေကြီးဖြစ်ကြတော့ကြောင့်တင်းမောဘေးဘက်စီစုပြုံတိုးကပ်ခါ ငါတလောက်ပိုက်နေကလေးတွေစီငေးရင်ကိုတိုင်ဆင်းပြီးဖမ်းလိုက်ခြင်းစိတ်တွေမှာတားဆီးပြမရနိုင် ဖြစ်နေကြတော့သည်ရေမျက်နှာပြင်အောက်တထောင်နှစ်ထောင်နှိမ့်မြုပ်စီပြီးတန်းချထားသောကောင်းဒီပိုက်နဲ့ရေရေပြင်အောက်၄၅၆တောင်အနက်တွင်ပိုက်ကောင်းဂျိုဒန်ကာချထားသော ကျိုးပိုင်ဟူ၍နှမျိုးရှိရာတွင်မြည်သည့်မိုက်ပိုက်မစိုးဆွဲဖော်လိုက်တိုင်း90တာ60တာမှတပိတ်တာတပိတ်တာ90နှင့်နှစ်ပိတ်တာခန့်ရှိသောငတလောက်တွေတိုးလေရှိ၏ငါးမျိုးမျိုးရှိသည့်အထက်တွင်ငတလောက်ဆိုသည့်ငါးမှာအလွန်အတက်နူသောငါးမျိုးဖြစ်သည်ရေအောက်တွင်ချထားသောပိုက်တွင်တိုးရင်းသေးနေတတ်သလိုအရှင်ဖမ်းမိပါကပါလေလေဝန်းထဲမှာတစ်ဖြက်ဖြက်လူးလွင်ရင်းသေသွားတတ်ပါ၏ မြို့ကလူတွေသည်ငါတလောက်ဆိုလျှင် အတူတူကြီးမှတ်ကြ၏တကယ်တော့ဥရှိသောငါတလောက်အမက စားလျှင်အရသာပော့ပြီငဖိုလုံးခေါ်ငါတလောက်အထီးကသာ အရသာလေးပင်ပြီအလွန်အဆူလာကြောင်းတငါတယ်များသာသိကြပါ၏တော်တော်ညံ့တဲ့အကောင်လေးကွာပိုက်ကိုကတ်နေတဲ့ငါတလောက်က ပိုက်မှာကွင်းမဆူသေးဘူးကွာသူ့ပိုက်ကမတကာရှိလာမှာ၄၅ထက်ကားပေါ့ကွာအဲ့လိုမျိုးဆိုရင်ပိုက်ကိုရိုးရိုးဆွဲမဖို့ပဲ ပိုက်သားပါအောင်လုံးထွေးပြီးတင်ရတာကွာအခုတော့တဖြည်းဖြည်းဆွဲဖို့တော့လွတ်ကုန်ရောပေါ့ကွာဆွဲဖို့နေရင်လူကလွန့်ကမြည်ရတဲ့ခုံစင်းသွားတော့ငတလောက်ကိုကြည့်ရင်ဝေဖန်ကြသည်ဟာဟိုမှာဖော်သေးတဲ့ချိန်ကနေညိန်ကနေနဲ့မျက်စာပြင့်နေပြီဒါကွင်းဆူးနေတာကွာညံညံသွားဖို့ပါတော့လားဟက်ကောင်ရဲ့တော်တော်ကြလွတ်သွားတော့မယ်တော်တော်ညံ့တာပါလားငါကောင်ရဲ့ စသည်ဖြင့်တင်းမောပေးတွင်ကြံရစ်ခဲ့သောပိုက်သမားများကိုအားမလို့အားမရနှင့်တယောက်တပါအော်ဟစ်ပြောဆိုနေတဲ့များကြောင့်ဖုန်ကြီးဟောသမျှတရားတို့ကိုတအင်းအင်းခေါင်းညိတ်နေရသောဥတော်ကျော်ကဖုန်ကြီးမျက်နာမကောင်းသည်ကိုတွေ့လိုက်ရသည်ဖြင့်ကိုယ်နေရာကိုပြန်ထိုင်ကြဖို့လှမ်းအော်လိုက်ရ၏သူတို့တင်းမောဤလှမ်းကြောင့်လှိုင်းလုံးပေါ်မြောက်တက်လာလိုက်ပြန်ပြီးနှိမ့်ကြသွားလိုက်နောက်တစ်ခါမြောက်တက်လာပြန်လိုက်နေ ခုံပေါက်လှူရှားနေသော ပိုက်လေကလေးများပေါ်ကကိုတန်ဃာတို့ကမူပြုံးပြော်ရေမော်ရင်တရွေ့ရွေ့ဝေးကွာသွားသောတင်မောကြီးကိုလှော်တက်ကလေးများမြောက်ခါရန်ကနှုတ်ဆက်ရင်ကြံရစ်ခဲ့ကြလေပြီ။နေပါစီတော့တကားကြီးရဲ့သူတို့သဘောကြစိတ်ထမ်းစိတ်ချမ်းသာသလိုတာနေကြပါစီ။ဖုန်းကြီးကြောင့်သူတို့အနေထိုင်ခတ်ပါမယ်။ဖုန်းကြီးကတော့တတ်နိုင်သမျှဖျားနဲ့တရားနဲ့နှီးဆက်အောင်ကြိုးစားပေးတာပါ။မျက်စိမနေကြ မောက်ကလာနာတုတ်တံမှာမြတ်စွာဘုရားဟောကြားခဲ့တာလည်းအရှိသားပဲအတော်ရုပ်ပြီးဟောရရင်တော့မြတ်စွာဘုရားသခင်ဟာနိဗ္ဗာန်ကိုသိတယ်နိဗ္ဗာန်သို့ရောက်နိုင်တဲ့လမ်းကိုလည်းညွှန်ပြတယ်ဘယ်ပုံပဲနှီးကျင့်ပြီးသွားနိုင်တယ်ဆိုတာကိုလည်းမေတ္တာတော်ဂရုဏာတော်အနန္တနဲ့ဟောကြားပြတာတော်မူခဲ့တယ်ဒါပေမဲ့ဘယ်တရဝါတစုံတစ်ယောက်ကိုမှ ပခုံးနဲ့ထမ်းပြီးပို့ဆောင်ပေးနိုင်ခြင်းမရှိဘူးတဲ့နိဗ္ဗာန်ကိုရောက်ရှင်နိဗ္ဗာန်ကိုရောက်ဆင်နိုင်တဲ့အကျင့်ကို မိမိကိုယ်တိုင် ကြင့်ပါမှရောက်မယ်လို့ဟောကြားတော်မူခဲ့ပေတာပဲပိုးပြီးချင်းအောင်ဟောရရင်တော့ယောဂဝေဒနာခံစားနေရတဲ့လူနာတယောက်ဟာပျောက်ကင်းခြင်းရင်တော့ယောဂဝေဒနာကိုကုသပေးမဲ့တမားတော်ကိုကိုယ်တိုင်ကြည်ညိုနေုံနဲ့စေညုံးကိုဖတ်ကြည့်နေုံနဲ့မပျောက်ကင်းနိုင်ပါဘူးအဲကုသပေးတဲ့တမားတော်ကိုယုံကြည်မယ်တမားတော်ညွန်ပြတဲ့စေညုံးအတိုင်းနဲ့လိုက်နာဖော့ဆက်စားသုံးမယ်ဆိုရင်တော့ မောက်ရှာပြောက်ခင်းပါလိမ့်မယ်။ဗဇက်ကတရားတရားဆိုပြီးပြောနေုံနဲ့ရှိုးမလာနိုင်ပါဘူးတကားကြီးရဲ့။တကယ်တရားကိုစကြည့်မှရှိုးမပါ။ညဘက်ရောက်ခဲ့ချေပြီ။မြေကမ်းနှစ်ဖက်စလုံးမှာမှောင်မိုင်းလျက်ရှိ။တင်းမော်ကြီးကတော့မြေကျော်အတိုင်းတရွေ့ရွေ့ဆုံစင်းလျက်ရှိသည်။တွန်ဒီမအူပင် စသောလမ်းတစ်လျှောက်ကမြို့ရွာတွေကိုပင် ဖြတ်ကျော်ခဲ့ပြီးပြီ။မကြာမီရွှေလောင်းတို့ရောက်တော်မီ။ စောစောပိုင်းကရန်ကုန်အတွေ့အကြုံများကိုစမုံပြန်ပြောရင်းစကားတွေဖောင်ဖွဲ့နေကြတော့ရွာသားတဆူယခုတော့တုံးလုံးပက်လက်အိမ်မောကြနေရှိပြီလက်ဆက်အေးမြတော့မြစ်မြစ်ပြင်လေသည် အကာအကွယ်ကင်းမဲ့တော့တင်းမောတဲ့သူခကြမ်းကြမ်းတိုးတိုက်ဖြတ်တန်းလျက်ရှိသည်တည်တည်ချာချာတတိထား၍ကြည့်ရှုလျင်ထိုမြစ်လေထိုမြစ်လေထဲတွင်ငါးညီနဲ့တင်းတင်းကလေးတွေတွဲခိုလိုက်ပါနေသည်ကိုခံစားသိရှိပေလိမ့်မည် ကျင်းနေပါလေဒါသူတို့ဒေတာမြေဝကျွန်းပေါ်လေအစ်စ်ပါပဲတင်းမောကုံပတ်အဲ့ရခင်းပေါ်ကြောခင်းနေတာကြာခဲ့ပြီဖြစ်တော့လေဥတော်ကြော်တယောက်မှအိတ်မပြောနိုင်သေးအတွေးပင်လေထဲမှာမျောပါနေတော့ပင်ဖြစ်၏ညနေဆောင်ကဟောကြားခဲ့တော့ဖုံးတော်ကြီးဤတရားတန်ကနားထဲမှာကြားရောက်နေတော့ဝင်ရှိခလေးတွေကအော်ရငေါ့ရတာငါကရောသူတို့နဲ့ဘာများပို့ထူးလို့လဲ ဖုန်းကြီးနဲ့စကားထောက်စကားပြောရန်ပြောရန်ဆို၍တက်ကြီးရွယ်ဦးတဲကသူတယောက်သာပါလာတဲ့ဖြင့်ဘလို့မှရှောင်လွဲ၍မရသောကြောင့်သာအတူထိုင်၍အဲထောက်ခံစကားပြောနေရတော့လေအပေါလန်းကတဲ့လာသည်မဟုတ်ပါရဲ့တင်မတခွန်ဟုတ်ကဲ့တခွန်တပည့်တော်တခွန်ကျွန်တော်တခွန်နဲ့ဆက်เสียကောင်းလာလေဤထိုအချက်ကပင်ယဟန်တန်ဃာတွင်နှင့်အဆက်အသွယ်အသွားအလား အရာအပေါက်နဲလာကြောင်တက်တည်ပြနေသည်မဟုတ်ပါလားတတလုံးအယိုးဆွဲအောင်ကျင်လည်ခဲ့ရသောတန်ဃာတဲ့တို့မြည်သည်ငါဖန်ပစုံဖန်လုံနေတာတွေ့လျင် စိတ်ဝင်စား၏ကြည်ကျင်ပြင်ခြင်း၏ဆိုင်းတန်ကြားလျင်ထကခြင်း လက်ရှိုးခြင်းသောဇမင်းသားပမာပင်သည်စောစောကငါတရောက်လေကလေးတွေငါဖန်နေသည်ကိုလူငယ်တွေမြင်သလိုသူလည်းမြင်ခဲ့၏မလိန်စရန်မညာစရန်ဝန်ခံရပါလျင် လူငယ်တွေလိုပင်သူလည်းအားမလို့အမရဖြစ်ခဲ့ပါ၏ကိုတိုင်ဆင်း၍ဖမ်းကျင်စိတ်တွေပေါ်ခဲ့ပါ၏အင်းဖျားတရားကိုအသာထားလို့တန်ခါတွေနဲ့တောင် အတော်ဝေးနေရသောဘဝတွေပါလားဟုတွေးရင်ဝမ်းတဲ့စိတ်ကယင်ဝမှဆို့၍တက်လာ၏တင်မောပေါ်တွင်ထွန်းထားသည့်မီးလုံးငယ်ကလေးများတွင် မြေတွင်ပိုးကောင်ကလေးတွေတစ်ဖက်အဖက်တိုးဝင်နေကြ၏မီးလုံးအောက်ကြမ်းကင်းတွင်တည်သည့်အကောင်တွေကတည်နေကြသလို့ ရှင်သည့်အကောင်တွေကတကောင်ပေါ်တကောင်တက်တကောင်ကိုတကောင်ကတိုးနေတလုံးလုံးတရွရွတင်းပေါ်ကြီးကတော့မောင်မိုက်လာသည့်မျက်နှာတီအတွင်၌အချိန်ဟုန်နှင့်တိုးဝင်နေစေမောင်ရှိဟုတ်ကဲ့ပါခင်ဗျာဝိထုတို့လေးကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညကောင်မောင်တို့တအူးတယောက်ချင်းစီတိုင်းကိုအကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကြကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ။